မိုးရီရောနေတယ်လူကမေးရသေးဘူးဒါမဲ့ကျွန်တော်တို့တတိနေတိဆက်ရမှာပေါ့ဆိုတော့အားလုံးမင်္ဂလာပါမန်နီယူချင်တွေကလည်းအားလုံးကြိုဆိုပါတယ်ကျွန်တော်တို့မနေ့ညကဆိုမက်ဆာရဲ့ outfit ပုံမှာ quarter final နဲ့ UU ပါလေဒုတိယအကျော် United က9ကို4ကိုဆိုပြီးတော့2ကျော်ပေါင်း9ကို6ကိုနဲ့ကျွန်တော်နောက်တစ်စီမီပိုင်းကိုတက်ခဲ့တယ် စီမီပိုင်နေမှာဆိုတကယ့်အသိကြီးနေနဲ့ကျွန်တော်တွေးနေရတယ်ဆိုတော့အဲ့ဒီပွေးစီရဲ့ပြီးမှနေပြဖြစ်သူ Ruby Amore ကပွေးပြီး interview အသိနဲ့ပတ်သက်ပြီးတော့တော်တော်များများပြီးလို့ခဲ့တယ်ဒီထိမှဆိုရင်ကျွန်တော်စိတ်ဝင်စားဖို့ကောက်တဲ့အကြောင်းအရာပါဝင်တယ်ဆိုတော့ Harry Maguire နဲ့ Kobe Mainun ကိုအသိရင်တိုက်စစ်မှာဗာပြီးလို့သုံးခွေးတည်းရဲ့အပေါ်မှာသူ matchup နေနဲ့ပြောထားတာရှိတယ်တကယ့်စိတ်ဝင်စားဖို့ကောက်တဲ့အနေအထားတွေပေါ့ဗျာကိုအသိကမတည်းပြောလို့ချင်းနောက်ဆုံးမိနစ်တွေအော်နောက်ပိုင်းအော်နောက်ကြောက်ကိုတွေနဲ့ကွန်ဘက်ဖြစ်ပြန်လာနိုင်ခဲ့တဲ့အတွက်ကျွန်တော်အတိုင်းမသိ နိုင်ပြီးတော့ပျော်ရှင်ရတာပေါ့ဗျာဆိုတော့အဲ့ဒီပွေးစီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟဲဒီမကွမ်းရနဲ့ကူဘီမိုင်နိုတို့ကိုတိုက်စစ်မှာဘယ်လိုသုံးခဲ့သလဲဆိုတာအမ်မိုရယ်ကဖြေထားတာရှိတယ်ဆိုတော့အဲ့ဒီအကြောင်းအရာကိုဒီကနေ့မှာဆွေးနွေးတော့စာမှာတယ်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီကြတဲ့အတိုင်းပါပဲမနေညာကဆိုရင်ကိုရီအိုထရပ်မှာခေခေးပေါင်းများစွာနဲ့နိုင်ခဲ့တဲ့ပွေးတွေပဲဖြစ်တယ်အထူးသဖြင့်ကစားသမားတွေရဲ့စိတ်တိုင်းပိုင်းဆိုင်ရာ quality နောက်ပိုင်းအနေအထားတွေမှာကောင်းမွန်ကြောင်းနောက်တစ်ဆင့်ကိုတည့်ရောက်နိုင်ခဲ့တယ်ဆိုတော့ အဲ့ဒီပွေးစီရဲ့ပြီးမှနေပြဖြစ်သူ Ruby Emerald ကအတင်းနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်ကျွန်တော်မကွိုင်းရနဲ့မိုင်းရင်းတို့ကိုတိုက်စစ်မှာဘာဖြစ်လို့တုံးခဲ့တယ်လဲဆိုတဲ့အပေါ်မှာကျွန်တော်တို့ Harry မကွိုင်းရကိုတိုက်စစ်မှာထားဖို့စူးစမ်းခဲ့တယ်ဘာလို့လဲဆိုတော့သူကခေါင်းတိုင်ကိုတွေနဲ့တွင်းနိုင်တဲ့ United သူဒီတော့ကစားသမားဖြစ်လို့ပါဆိုပြီးတော့ပြောထားခဲ့တယ်ပြီးလို့ချင်းကိုဘီမိုင်းနုကလည်းပဲတန်ရအောင်အခုချိန်မှာအချိန်နည်း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 သေးတယ်ဆိုပေမဲ့လို့အကျယ်တဲ့ကြင်းမြောင်းတဲ့အပိုင်းတွေမှာကြင်းမြောင်းတဲ့အချိန်မှာဆိုရင် အရင်ထူးချင်တဲ့ကစားသမားတယောက်ဖြစ်တယ်ဆိုပြီးတော့ကိုဗီမိုင်နွန်းနဲ့ဟယ်ရီမကွိုင်းအောင်ပြောထားခဲ့တယ်ဆိုတော့ကျွန်တော်တို့အသေးအနေနဲ့ပေါ့ဗျာမနေကပွေးစီမှာဆိုနောက်ကြကိုးတင်နဲ့ကျွန်တော်နိုင်ခဲ့တာဘာဖြစ်လို့ဆိုတော့ကိုဒီကပထမပိုင်း7မိနစ်မှာတကိုးအတွင်းတယ်ပြီးလို့ချင်း45မိနစ် plus ထက်ဆောင်ချီဖို့2မိနစ်ပေးတဲ့အချိန်မှာဒီကိုတားလောကတကိုးအတွင်းတယ်ကိုဒီအသင်းက2စီနဲ့ဥဆောင်ထားခဲ့တယ်ပထမပိုင်းမှာ အခွင့်အရေးကိုပေါက်ကင်တင်မှုရောပြီးလို့ချင်းဘောလုံးပိုက်ဆိုင်မှုရောတဖက်အတင်နဲ့အဲ့လောက်ထိမပေါ်ခဲ့ဘူးသူတော်ညာလဲကျွန်တော်ယူနေတဲ့အတင်ရဲ့အပြေးတဲ့အမားနေတဲ့အမားတွေကကိုကနှစ်ကိုဖြစ်ဖြစ်သုံးကိုဖြစ်ဖြစ်ရားနေတဲ့အနေထားမှဆိုရင်ပြန်ပြီးတော့ပေးလိုက်ရတဲ့ပုံစံတွေကဒါကဒါဖြည့်ရဖြည့်စီလို့ကျွန်တော်ပြောလို့ရတယ်ဒီနေ့ပွေးစီမှာလဲသူတို့အတင်ပဲက80မိနစ်မှာတကိုးရေ80မိနစ်မှာတကိုးရေတွင်းခဲ့တဲ့အဲ့ဒါမကားသေးဘူး တရားနဲ့၅မိနစ်မှတကူနဲ့တရား၁၀မှာသူတို့ပနေပြီတကူရရေ၄ခု၂ခုဖြစ်နေပြီဘာမှအတင်းအတွက်ကိုမျောလို့ရှင်းမရှိတော့ဘူးဆိုတော့ဒါပေမဲ့ကစားသမားတွေရဲ့ကွန်ဘက်အဖြစ်နောက်ဆုံးမိနစ်တွေမှာစိတ်တွေပိုင်းတကြောပြီးတော့ပြန်လာတဲ့အနေအထားတစ်ခုရဲ့ပီလိုချီကျွန်တော်ခုနပြောသလိုပါပဲအမ်မိုရကဟဲဒီမကွမ်းရနဲ့ကူပီမိုင်နုံတို့ကိုအထောင်နေရာမှာအတိအသည့်အသုံးပြုခဲ့တယ်။ဒါကဟဲဒီမကွမ်းရကိုဒီနေ့ပွေးစီလို့မဟုတ်ပါဘူး။ပြီးခဲ့တဲ့ဆိုချဲအရစ်တန်စားတဲ့နေပြတွေက ပွေးအလေးပြောင်းတစ်ခုနောက်ဆုံးမိနစ်တည်းကျွန်တော်တို့မှရွေးချယ်ငွေမရှိတော့တဲ့အနေအထားတစ်ခုမှာဟယ်ရီမကွိုင်းရောက်ကိုအသုံးပြုတာအကုန်လုံးသိကြတဲ့အတိုင်းပါပဲဘာလို့ဆိုတော့ကျွန်တော်အသင်းမှာအဲမိုရယ်ပြောသလိုပဲဟယ်ရီမကွိုင်းရတယောက်လောက်ပဲအမြင်ဘောတွေလောင်းဘောတွေအဲ့လိုမျိုးခေါင်းတိုင်ဘောတွေကိုတွေးနိုင်တဲ့တူတွေသောကစားသမားပဲတူတွေသောပလေယာပဲကျင်းတဲ့ကစားသမားတွေကအရင်မြင်တာတော့ဘာလို့ရှိသေးဆိုတော့ညာလဲအခွေးတွေကိုအဲ့လိုမျိုးကောက်စားတဲ့ဂိုးတွေကိုမသွေးယူနိုင်တဲ့ကစားသမားတွေအများကြီးရှိတယ် ကျွန်တော်တို့ကအဲ့လိုမျိုးအမြင်ဘောတွေပြီးလို့ချင်းဒီတောက်ကန်ဘောတွေကိုအသုံးမချနိုင်တဲ့ပလေယာတွေကတော်တော်များများရှိတယ်တအားကိုညံ့တဲ့အထိမှပါတယ်ဒါပေမဲ့လို့လူအစ်စ်နေရာတွေလူအစ်စ်အချိန်မှာပွေးပိကနေမှဆိုရင်ဟယ်ရီမကွမ်းရန်ကသွင်းလေးသွင်းထားရှိတဲ့အတွက်အဲမိုရယ်ကတုံပြခဲ့တာကိုဝီမိုင်နုံးကိုဆိုရင်လည်းအဲမိုရယ်အနေနဲ့အထောင်မှာဆဲသုံးခဲ့တဲ့တပွေးနှစ်ပွေးရှိခဲ့တယ်နိုင်ငံတွေကပွေးစင်မတိုင်ခင်တွေမှာပေါ့ဗျာ ်ဆိုတော့တကယ်လေးပဲကျွန်တော်အလုပ်ဖြစ်ခဲ့တယ်ကျွန်တော်130မိနစ်မှာပန်နယ်တီတကိုးရတယ်ကိုတင်ကသတိဖို့ဖြစ်နေပြီသူငိုတွေးထားတယ်ဆိုတော့ယုံကြည်မှုပိုနေနေရှိလာတယ်ထဲပြီးတော့ကျွန်တော်တို့ဒီ120မှာကိုဘီမန်နုကတကယ်ချင်းမြောက်တဲ့အနေအထားတစ်ခုကနေကျွန်တော်တွေးနိုင်ခဲ့တယ်ဆိုတော့ဖိုးဖိုးဖြစ်နေပြီယုံကြည်ချက်ပိုပြီးရှိလာတဲ့အနေအထားတစ်ခုမှာ120နဲ့အချိန်မို့၄-၅မိနစ်ပေးတဲ့အချိန်မှာတမနီမှာကျွန်တော်တို့ဟယ်ရီမကွိုင်းယားကအာ ချားပစ်လိုက်တဲ့အနေထားတစ်ခုကိုခေါင်းတိုက်ပေါ်နဲ့တွင်းခဲ့တယ်ဆိုတော့အသင်းမှာကပေါ့ဗျာကျွန်တော်တို့အားနေနေတဲ့အပိုင်းတွေကအဲ့လိုမျိုးခေါင်းတိုက်ပေါ်တဲ့တောက်ကန်ပေါ်တွေကနေကျွန်တော်တို့တကယ်လေးပဲကိုရမှုတွေရှိခဲ့တယ်ဆိုတော့ညာလဲအခွင့်အရေးတွေကိုမဖန်တီးနိုင်တဲ့ပလေယာတွေကျွန်တော်မမတ်ရှိတယ်ဒါပေမဲ့လို့ဟာဒီမကွမ်းရအနေနဲ့ကျွန်တော်တို့ဒီစီမီပိုင်တွေကိုတက်ဖို့အတွက်တကယ်သူရဲ့ကိုကြောင့်နောက်တစ်ဆင့်ကိုတက်ရောက်တော့နေခဲ့တာဆိုတော့ကျွန်တော်ကရွေးချယ်ကြမှာမရှိတာဟုတ်တယ်မလား တကယ် white line တို့ဆိုရင်လည်းအရင်မြင့်နေတဲ့အထိမှာပါတယ်ဂျင်းနစ်ကစားသမားတွေဆိုရင်လည်းရှိတာပဲဒါပေမဲ့အဲ့လိုမျိုးဟိုခေါင်းတိုင်ပေါ်တွေကိုဟယ်ရီမကွိုင်းရလောအသုံးမချနိုင်တဲ့ player တွေအများကြီးကျွန်တော်တို့မှာချိနေတဲ့အတွက် Emre ကအဲ့ဒီမကွိုင်းရကိုကျွန်တော်တို့ထိသိအသုံးပြုခဲ့တာပဲဆိုတော့ကိုတင်နေနေပေါ့ဗျာအမှန်တမ်းပြောလို့ရှိရင်တော့မင်းကပွေးစီမှာဆိုရင်တူတီကိုတီကစားနိုင်ခဲ့တဲ့အပိုင်းတွေကျွန်တော်တို့ရှိခဲ့တယ် အပေါင်းလက္ခဏာဆောင်တဲ့နေတာတခုမှရှိခဲ့တယ်လို့အနှုတ်လက္ခဏာဆောင်တဲ့နေတာတခုမှရှိခဲ့တယ်အထူးသဖြင့်ကျွန်တော်တို့ဒီနောက်ကဆင်တဲ့ဘက်တင်မှာဆိုရင်တကိဂူပေးရတဲ့ပုံစံတွေမှာအများကြီးကျွန်တော်တို့တွေ့ခဲ့ရတယ်ကံကောင်းလို့အိုနန်းနာအနေနဲ့ကျွန်တော်တို့ဒီတကိစစ်အလုံးတွေကိုကာကွယ်နိုင်ခဲ့တယ်အဲကျွန်တော်ဒီ player rating ကိုတက်မှတ်ရလို့ရှိရင်အိုနန်းနာကိုကျွန်တော် rating နဲ့ပဲ10မှတ်ထိကျွန်တော်ပေးခြင်းနေဘာဖြစ်လို့ဆိုတော့ချစ်ပွေးစီတွေမှာအမားလုပ်ခဲ့တယ်ဆိုတော့ညာလဲကျွန်တော်တို့ဒီအိုနန်းနာအနေနဲ့ဒီနေ့ပွေးစီမှာတကိကိုအားကိုးရခဲ့တယ် ချင်းချင်းပြောလို့စိတ်ကျွန်တော်ပူပြသူနဲ့ရှင်းမှာပြောသလိုပဲအဲမူရဲအဲ့ဒီနောက်ထပ်မီနီ30ပြည့်တဲ့အနေထားတစ်ခုမှအဖြစ်ပေါ်ခဲ့လို့တကယ်လို့များပနတီအဆုံးပြတ်မှသာကျွန်တော်ပနတီအဆုံးပြတ်ကိုကျွန်တော်ကန်ခဲ့ရမယ်ဆိုရင်တော့ပြီဘာဖြစ်လို့အိုနာနာအနေနဲ့ကျွန်တော်ပွေးကျသူတဲ့ရှင်းမှာပြောသလိုပဲပနတီရဲ့အနေထားတစ်ခုကိုသူဘာမှကိုလုံးလိုက်တာမရှိဘူး brainer ထက်တော့သူညံ့တယ် brainer အဲ့ဒီပနတီအနေထားတစ်ခုမှကောင်းတယ် တူတော်ညာလေးကျွန်တော်တို့နောက်ပိုင်းမီနီ30ပြည့်တဲ့နေသားတို့ကမှမမြော်လေးတော့ဘူးကျွန်တော်ဟဲ့လာမယ့်တနင်္ဂနွေနေ့ပရီးမီးယားလိုင်းပွဲစဉ်33ဘူဘိုင်ယန်တရင်အင်ကွေးမှာကျွန်တော်တို့ကစားဖို့ရှိနေတယ်လက်ရှိကျွန်တော်တို့ပရီးမီးယားလိုင်းမှာဆိုရင်စစ်စလေးစင်ကားမှာရှိနေတယ်စပါကစစ်စင်ကားထင်ပါတယ်ဆိုတော့ဒီလိုအနေအထားတစ်ခုမှာကျွန်တော်ယူပါလိုက်မှာဆိုရင်စပါကလည်းစီမီဖိုင်တွေကိုတက်သွားပြီသူတို့ဒီဘူဒီကလန်နဲ့ကြင်ရမလားမသိဘူးဆိုတော့တကယ်လို့များပေါ့ဗျာစီမီဖိုင်တွေမှာကျွန်တော် နိုင်ကီလိုချင်းတီးတီးစပါးကလေးနိုင်မယ်ကျွန်တော်ယူနေတဲ့အသင်းကလေးနိုင်ပြီးတော့ဖိုင်နယ်မှာတကယ်လို့စပါးနဲ့တွေ့မယ်ဆိုရင်တော့မလွယ်ကူပါဘူးလက်ရှိချိန်မှာစပါးကလေးပရီးမီးယားလေးမှာရုန်းကန်နေရသည့်ရှိတော်ညာလေယူပါလိမ့်မှာဆိုရင်အခြေအနေတခုသူတို့ကောင်းတယ်ကျွန်တော်ယူနေတဲ့အသင်းကလေးဒီနေ့ပွေးစီမှာဒီတကယ်ကောင်းတဲ့ပလေယာတွေကျွန်တော်ထွက်ပေါ်ခဲ့တယ်အထူးသဖြင့်ညာကွင်းလေးမှာဆိုရင်ကျွန်တော်အင်မတန် ဆေးဆိုနေတဲ့ကစားသမားအပြစ်တွေဝင်ဖန်နေတဲ့ကစားသမားကနှစ်ပွေးသုံးပွေးကောင်းနေပြီနှစ်ပွေးသုံးပွေးဖန်တီးမှုတွေလည်းလုပ်တယ်ဒီနေ့ပွေးစီမှာဆိုရင်45မိနစ်ပြည့်လို့ချက်ဆောင်ရှိဖို့2မိနစ်မှာပထမပိုင်းပြစ်ခံနေမှာတကူသွေးလိုက်တယ်ဆိုတော့ဒီကို download တော့ကိုလေကျွန်တော်တို့မဖြစ်မနေချီကျူရမယ့်အနေအထားတစ်ခုမှရှိသလိုကျင်တဲ့ကစားသမားတွေအထူးသဖြင့် Bruno Fernandes တို့ဆိုရင်လည်းတကစ်ဖန်တီးမှုတွေကောင်းတယ်ပြလို့ချင်းကိုဘူမိုင်တို့ဆိုရင်လည်းအဲအမရလက်ထက်မှာရုံးကဲ့နေရတဲ့ဆိုတော့ညာလဲဒံပတ်တနာကတခုပြန်လာပြီတကူသွင်းတယ် ဒါအရေးကြီးတဲ့အခက်အခဲနဲ့မှာကျွန်တော်တကစ်ပလေယာတွေကလုံနိုင်ခဲ့တယ်အအမနဲ့ပြောလို့ရှိရင်စာသမားတွေကျွန်တော်တို့မန်ဆာအောင်နဲ့တည်းကစားသမားတွေကစိတ်တဲ့ဘိုင်းတကယ်လို့တက်ကြွနေမယ်ဆိုရင်အတီးတီးကျွန်တော်ဒီနားလည်မှုရှိပြီးတော့နိုင်မေးတွေဖော်ဆောင်ဖို့အင်ပတန်ရှိမင်းအနေထားမှာကျွန်တော်ရှိတယ်ဆိုတော့ဒါကအမ်မိုရဲအနေနဲ့ကူဘီမိုင်နွန်းနဲ့ဟယ်ရီမကွိုင်းယားကိုတိုက်စစ်မှာပါဘယ်လိုသုံးခဲ့တယ်လဲ အပေါ်မှာပေါ့ဗျာပွေပြီးအင်တာဗျူးမှာသူဖြေထားခဲ့တဲ့အနေထားတွေပေါ့ကျန်တဲ့ဒီကစားသမားအနေနဲ့ပြသက်ပြီးတော့ချီကျူးမှုတွေသူပြုလုပ်ခဲ့တယ်ဘို့ဒီနေ့မှာဆိုရင်ဟရီမကွိုင်းနဲ့ကူဘီမိုင်နိုတို့ကိုတိုက်စစ်မှာပါပဲလို့တုံးကလေးဆိုတဲ့အပေါ်မှာကျွန်တော်အမ်ရယ်ပြောတဲ့တဲ့ကတခုပေါ့ဗျာညီကိုတို့အနေနဲ့ဒီနေ့ပွေးစဉ်နဲ့ပြသက်ပြီးတော့ဘလို့ထင်မြင်ချက်ရှိလဲကိုအတင်ကအမနယ်ပြောလို့ရှိရင်ဒီနေ့မှာဒီ negative ရော positive ရောအများကြီးကျွန်တော်ရှိခဲ့တယ်ဒါပေမဲ့လို့ကိုအတင်ကကစားသမားတွေအနေနဲ့နောက်ပိုင်းစီရီပိုက်တွေတက်ကြောပြီးတော့ လုံးဝမထင်တာတဲ့အနေအထားတစ်ခုကနေပြန်လာနိုင်ခဲ့တဲ့ကွန်ပဲဖြစ်ကျွန်တော်တို့နိုင်ပြီးတော့စီမီပိုင်တွေကိုတက်ခဲ့တယ်ဆိုတော့စီမီပိုင်တွေမှာကျွန်တော်တို့တကယ်အသေးနဲ့တော့တွေးပြီးပေါ့ဗျာစပါးတော့ပွေးရှောင်နေဒါပေမဲ့ကျွန်တော်တို့ကစီမီပိုင်တွေမတိုင်ခင်မှာဆိုရင်ကျန်တဲ့ပွေးစီတွေကျွန်တော်ကစားဖို့ရှိတယ်ပြီးလို့ရှိရင်မလေးရှားနိုင်ငံမှာဆိုရင်လည်းရှေ့ဆဲမင်းအဖြစ်မြန်မာနိုင်ငံကဘောလုံးသမားတယောက်ကလည်းကျွန်တော်တို့မေဆာအောင်နေတဲ့အသေးနဲ့ဟိုပြန်ဖဲဖြစ်ကစားဖို့ရှိနေတယ်ဆိုတော့အဲ့ဒီပွေးစီတွေကိုလည်းတကယ်လို့ ပြင်းတဲ့အနေအထားတွေရှိတယ်ဆိုရင်တော့ကျွန်တော်ကြည့်ရမှာပေါ့ဗျာပြီးလို့ကြည့်ကိုရီးယားအသင်းအနေနဲ့ယူရိုပါလိဖလားကိုရခင်မယ်ဆိုရင်အော်တိုချန်ပီယံလည်းဝင်မယ်တစ်ချက်ကုန်းနှစ်ချက်ပြန်ဖြစ်မယ်အနေအထားမှာရှိတဲ့အတွက်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မျောလင်းချက်ကတော့ရှိသေးတယ်ယူရိုပါလိမှာနောက်တစ်ဆင့်စီမီပိုင်နေမှာဆိုရင်ဘလို့လာမလို့ဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့တနေ့ကနေနေပွေးစီမှာဆိုဥပါတဲ့အင်ခွေးမှာဘလို့အချင်းလာမလဲပရီးမီးယားလိမှာအချင်းနေမကောင်းဘူးဆိုပေမဲ့ယူရိုပါလိမှာအချင်းနေကောင်းတယ်လို့ကျွန်တော်တို့ပြောရမယ်ဆိုတော့ ညီကတို့အမြင်လေးတွေကိုဆွေးနွေးပေးကြပါဘို့ကျွန်တော်တို့တွေတနင်္ဂနွေနေ့ပွဲစီမတိုက်ခင်မှာဆိုရင်ကျွန်တော်ပွဲကျွတ်သူတွေချက်ဗီဒီယိုလုပ်ဖို့ရှိတယ်ပွဲတွေကလည်းဆက်နေတဲ့အတွက်ဘာရဲ့ပြပကျွန်တော်တို့ကတော့ပွဲကျွတ်သူတွေချက်တွေပွဲပြည်သူတွေချက်တွေကိုတော့မဖြစ်မနေလိုအောင်မှဖြစ်တွေ့တယ်မနေ့ပြန်ကျွန်တော်တို့ဒီစနေနေ့ညပိုင်းလောက်မှကျွန်တော် တနေ့နေ့နေ့ကစားမဲ့ပွေးစီတဲ့ကိုကျွန်တော်ပွေးကျွသူတဲ့ချက်ဗီဒီယိုလုပ်ဖို့ရှိတဲ့အတွက်အဲ့ဒီပွေးကျွသူတဲ့ချက်ဗီဒီယိုကိုလည်းညီကိုတို့စောင့်မျှော်ကြည့်ကြည့်ဖို့ပဲကျွန်တော်တောင်းဆိုပါတယ်ဆိုတော့ဗီဒီယိုလေးကဒီလောက်ပါပဲချီချူအားပေးတဲ့ညီကိုတူတူရောက်ရှိတဲ့ကိုကျေးဇူးများရှိတင်ပါတယ်မက်ဆောင်နေတဲ့ဖန်သူတို့ကပေါင်းများစေချမ်းသာကြီးကိုယ်ယူချက်မှန်းကြီးနဲ့အရာပြည့်စုံနေကြပါစေကျွန်တော်ကိုယ်ယူဆောင်ကနေစတောင်းပေးလိုက်ရင်ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်အားလုံးပဲ okay ပါအားလုံးပဲအရာပြည့်စုံနိုင်ကြပါစေကျေးဇူးများရှိတင်ပါတယ်